ီလူကဒေါ်လာနှစ်သန်းနဲ့စိန်ကြီးကိုတွေးခဲ့ပေမဲ့စိတ်မမတိခဲ့လို့အခုလိုမျိုးရင်းနာစရာတွေနဲ့ကြုံတွေ့ခဲ့ရတယ်။ဒီလူကြီးကတော့သူ့ရဲ့လဲထဲမှာပေါတူတလန်းနဲ့တူဆွမ်းမှုတွေပြုလုပ်နေရင်အခုလိုမျိုးဈေးအကြီးဆုံးစိန်ကြီးတွေရှိတဲ့စိန်တိုက်ကြီးကိုရှာဖွေတွေ့ရှိခဲ့တာပါရှင်။ကန်ထန်းလာတာမမြင်ရဘူးဆိုတဲ့စကားကတိတ်ပြီးတော့မှန်ကန်ပါတယ်နော်။ကိုယ့်ရဲ့လဲရမြေမှာအပင်လေးတွေအတိအနှံလေးတွေစိုက်စားပြိုးစားနေရင်လည်းပဲအခုလိုမျိုးစိန်တိုက်ကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့နည်းနည်းနော်နော်ကုတုကံမှမဟုတ်တာပဲ။ဒီလိုမျိုးတွေ့ရှိမှုကလူတယောက်ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့ကိစ္စပါ။စစ်စစ်ရဲနဲ့လဲရလောက ကန်စားတောင်းနေရတဲ့ဘွားကနေဘီလီယံနာတယောက်ဘွားကိုနေချင်းညချင်းရောက်သွားမှာပါရှင်။ဒါပေမဲ့အဲ့ဒီလူကအခုလိုမျိုးစိမ့်တိုက်ကြီးတစ်ခုလုံးသူ့ရဲ့လေထဲမှာတွေ့ရှိခဲ့တာကြောင့်အခုချိန်ထိမချမ်းသာသေးပဲလက်သမားအဖြစ်နဲ့ပဲဆက်လက်အသက်မွေးနေရပါတယ်။ဒီလူကစိမ့်တိုက်ကြီးကိုတွေ့ရှိခဲ့တာကြောင့်အခုလိုမျိုးဘာလို့ဆင်းရဲနေရသလဲဆိုတော့စိတ်ဝင်စားဝင်ကောင်းတဲ့အကြောင်းအရာလေးကိုဒီနေ့ဗီဒီယိုထဲမှာမျှဝေတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးပါဦး။ကျမတို့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတစ်လောကထူးခြားဆန်းပြားတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာ ဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းကြားတဲ့ပရိသတ်တို့အနေနဲ့ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပြီးပို့လိုအပ်မဲ့ဆိုတဲ့အကြောင်းလေးသတင်းစကားပါလိပြစေ။ကြည့်ထားစဉ်ဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါနော်။ ီလူကြီးကသူ့ရဲ့ဘဝမှာချမ်းသာကြောဝစေနိုင်မယ့်အရာတစ်ခုဖြစ်တဲ့စိန်တိုက်ကြီးတစ်ခုကိုသူ့ရဲ့လက်မျိုးပေါ်မှာတွေ့ရှိခဲ့ရပေမဲ့ပင်ကိုအသိဉာဏ်နဲ့ပါမှုအစ်စ်မမီတဲ့တွေးခေါ်ရကြောင်းပဲအခုချိန်ထိစဉ်စဉ်ရရနဲ့လေသမားဘဝကိုဖျက်ဆီးနေရဆဲဖြစ်ပါတယ်။သူကဒီနေ့မှာအပင်ဆိုင်ပြို့ဖို့အတွက်သူ့ရဲ့လက်ထဲမှာတူးဆွမှုတွေပြုလုပ်နေစဉ်အယံကိုတောက်ပါတဲ့အဆိုင်ခဲတုံးကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီအယောင်တလက်လက်နဲ့တောက်ပါနေတဲ့ပစ္စည်းဟာစိန်တုံးကြီးမှန်းလုံးဝမသိခဲ့ပါဘူး။အဲ့ဒီစိန်တုံးကြီးကိုသူ့ရဲ့ဘဝတက်တန်တက်လျှောက်မှလည်းတစ်ချိန်တစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ဒါကြောင့်ဘလောက်တန်ဖိုးရှိတဲ့ပစ္စည်းပဲ ဖြစ်ဖြစ်တန်ဖိုးသိမှတန်ဖိုးရှိတယ်လို့ဆရာတော်ကြီးတွေကအဆုံးအမစကားဆိုခဲ့ကြတာဖြစ်ပါတယ်။ပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုမသိဘူးဆိုရင်အဲ့ဒီပစ္စည်းကဘယ်လောက်အထိတန်ဖိုးရှိတယ်ဆိုတာကိုလည်းလုံးဝမသိပါဘူးနော်။ဒါကြောင့်ရတင်ရထိုက်တဲ့အခွင့်အရေးတွေကိုဆုံရှုံရမယ်။မဖြစ်သင့်တာတွေဖြစ်လာတတ်တယ်။ကိုယ်တကယ်ခံစားစဉ်းစားထိုက်တဲ့အခွင့်အရေးတွေကိုလွယ်ကူကူနဲ့မြောင်းတဲ့လွတ်ပြေးရတတ်ပါတယ်ရှင်။ ဒီလိုမျိုးတံမိုးသိမှတံမိုးရှိတာမျိုးဖြစ်ဖို့အတွက်အသိဉာဏ်လည်းဖွံ့ဖြိုးဖို့မြမကြွတက်ဖို့လိုအပ်ပါတယ်။ဒီလိုအသိဉာဏ်ရှိလာအောင်လည်းပညာရည်သင်ကြားကြရပါတယ်။ပရမအရွယ်မှာပညာရှာရပါတယ်။ဒီလိုတွေမလုံးမိတဲ့အခါလုံးလုံးရနိုင်ရဲ့သားနဲ့မလုံးဖြစ်တဲ့အခါအချိန်လုံးမှနောက်ထပ်တွေရရင်လည်းကိုစင်ရပါတယ်ဆိုမှစိတ်စင်ရတော့ပါဘဝကိုခက်ခက်ခဲခဲနဲ့ဖြတ်တန်းချရမှာဖြစ်ပါတယ်။ဒီလေသမားကြီးကလည်းဒီလိုပါပဲရှင်။သူ့စီမှာအသိဉာဏ်ဖွံ့ဖြိုးမှုမရှိကြတာကြောင့်ပညာရည်မသင်ကြားခဲ့ရတာကြောင့်အခုလိုမျိုးသူ့ရဲ့မျက်စိရှိမှတံမိုးအရန်ကိုကြီးမားတဲ့စိတ်နှလုံးကြီးကိုတွေးရှိနေတာတောင်မှစိတ်နှလုံးကြီး ချင်းမှမသိတဲ့အဖြစ်မျိုးနဲ့ကြုံခဲ့ရပါတယ်။ဒီစိန်လုံးကြီးကသူ့ရဲ့ဘွားကိုအလုံးပြောင်းလဲပေးနိုင်မယ့်ယရနာပစ္စည်းတစ်ခုမှလည်းသူမသိခဲ့ပါဘူး။ဒီလူကြီးရဲ့နာမည်ကတော့မိုဟာမက်ပါရှင်။သူကလည်းတမားတယောက်ဖြစ်ပါတယ်။အပင်နေဆိုင်စာပြိုးဆိုင်ရင်လည်းဆင်းရဲပင်ပန်းစွာအသက်မွေးရပါတယ်။အချိန်တန်လို့အိမ်အောင်ပြုတ်လျက်သားကြားခဲ့ပေမဲ့အစိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့်အမျိုးသမီးကသူ့မိဘအိမ်ကိုပြန်ဆင်းသွားခဲ့ပါတယ်။ကျောင်းစီမတက်နိုင်တာကြောင့်မိဘတွေကသူ့ကိုကြောင်းထားမပေးနိုင်ကြပါဘူး။ငငယ်လေးကလေးကသူ့ကိုလေယာဉ်လုပ်ငန်းနဲ့ပတ်သက်တာတွေကိုပဲတင်ကြပေးခဲ့ကြပါတယ်။ 1985ခုနှစ်ရဲ့တခုတသောမနက်ခင်းမှာတော့သူကအပင်ဆိုင်ဖို့အတွက်လေယာဉ်မြေထဲမှာအမြင့်ကြီးတဲ့တူးနေတော့အယောင်တွေတလက်လက်နဲ့ပစ္စည်းတစ်ခုကိုတွေ့ခဲ့ပါတယ်။ဒီပစ္စည်းကိုသူကအိမ်ပြန်ယူသွားခဲ့ပြီးတော့လူတွေကိုလိုက်ပြနေခဲ့ပါတယ်။ဒီလိုတွန်းထက်ပစ္စည်းနဲ့ပတ်သက်တဲ့ဘုသူတွေကလည်းသူ့စီမှာဘယ်တော့မှမရှိခဲ့သလိုသူ့ရွာကလူတော်တော်များများစီမှာလည်းမရှိကြတာကများပါတယ်ရှင်။ ဒီလိုနဲ့တွဲထွက်ပစ္စည်းတွေအကြောင်းတိမိခောင်းဝေးရှိတဲ့သူ့ရဲ့တငယ်ချင်းစီကိုပြကြည့်တော့လေသူ့တငယ်ချင်းကဒီပစ္စည်းကသူ့ဘဝမှာပထမဆုံးအခြေမြင်မှုတာဖြစ်လို့ဘာမှမသိဘူးဆိုတဲ့အဖြစ်ကိုပဲပြန်ရခဲ့ပါတယ်။ဒါကြောင့်သူလည်းစိတ်မရှိတော့တဲ့အစုံမှာဒီစိန်နှုံးကြီးကိုတနေရာမှာလွတ်ပြဖို့လုပ်ပါတယ်။ဒီအခါသူ့ရဲ့တငယ်ချင်းကမလွတ်ပြဘဲသူ့ကိုပေးဖို့တောင်းခဲ့တာကြောင့်သူကလည်းပေးလိုက်ပါတယ်ရှင်။ ။အဲ့ဒီစိန်နှုန်းကြီးကစနစ်ကရက်လောက်ရှိပြီးအဲ့ဒီအချိန်နှုန်းကတော့တန်ဖိုးအနေနဲ့ဆိုရင်တော့ဒေါ်လာ၄သိန်းလောက်တန်ပါတယ်။အခုကပေါင်စင်းနဲ့ဆိုရင်တော့ဒေါ်လာ၂သန်းလောက်ထိကိုတန်ပါတယ်။သူပေးလိုက်တဲ့တငယ်ချင်းဖြစ်သူကနားလည်တက်ကြွတဲ့သူတွေစီတွားရောက်ပြသပြီးတော့ဒီစိန်နှုန်းကြီးကိုရောင်းချခဲ့တာကြောင့်သူ့ရဲ့ဘဝကနေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပါတယ်။ အခုဆိုရင်တော့တန်ဇန်နီးယားမှာသူ့ငွေချင်းကပုဂ္ဂလိကဘဏ်တွေကိုပိုင်စီးပွားရေးလုပ်ငန်းတွေအများကြီးကိုပိုင်ဆိုင်ထားပြီးကြီးကြီးတဲ့ချမ်းသာတဲ့လူကုန်ထမ်းတစ်ထည်တူဖြစ်နေခဲ့ပါပြီ။သူ့ရဲ့လက်ထက်ကအခွင့်အရေးကိုသူများလက်ထက်ထည့်ပေးလိုက်တဲ့ဒီလူကြီးရဲ့လောရက်ကဘာကိုအပြစ်ပုံချရတော့မှမမသိနိုင်လောက်အောင်ပါပဲနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။